โอเคကျွန်တော်တို့ဒီ2025မှာကျွန်တော်တို့ဒီနင်းစနိုင်မှန်မှန်နဲ့ယွမ်ကက်အမြင်ရအောင်ဘယ်လိုလုပ်မလဲယွမ်ကက်အမြင်ရအောင်ကိုဖုန်းတွေကနေပြီးတော့ကျွန်တော်တို့ယွမ်ဘယ်လိုမျိုး register တင်မလဲကျွန်တော်ကိုလာလာမေးကြတဲ့သူတွေရှိတယ်ယွမ်ကက်ကဒီတိုင်းရံသားကက်တွေရှိမှ6လောက်ရတာလားကျွန်တော်တို့ကဒီတိုင်းရံသားယုံတွေနဲ့မနေဘူးတိုင်းရံသားကက်လည်းမရှိဘူးရောက်တာလည်းမကြသေးဘူးတော့ပါကျွန်တော်တို့ကဒီယွမ်ကက်ကိုဒီတိုင်းရံသားကက်တွေနဲ့6လောက်လည်းရတယ်ဒီတိုင်းဒီကိုဖုန်းတွေကနေပြီးတော့ကျွန်တော်တို့6လောက်ရပါတယ်အဓိကကျွန်တော်တို့ဒီနင်းစနိုင်မှန်ဖို့ပဲလိုရတယ်နော်ယွမ်ကက်6 ောက်တာမှာโอเคဒါဆိုရင်ကျွန်တော်အခုဒီသူများတွေကိုရှောက်ပေးထားတဲ့ဟာတွေဖြစ်ပါတယ်ယူဟန်ကက်ကရန်တို့ကလို့တိတ်မခတ်ပါဘူးเนาะယူဟန်ကက်အခု2025မှာယူဟန်ကက်ရဖို့ကအခွင့်အလမ်းတွေရန်ကုန်မှာများပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့လို့ရန်တို့ကဒီယူဟန်ကက်ရှောက်ပြီးရင်ယူဟန်ယုံကဒီဖုန်းခေါ်ဆုံးမဲ့ဟာကိုထိုင်ဆောင်စီအောင်မလို့ပါဘူးเนาะအခုကကိုကယူဟန်ကက်ရှောက်ပြီးရင်ဒီယူဟန်ယုံကိုဖုန်းဆက်ပြီးတော့ဒီကျွန်တော်တို့ appointment တောင်းယူလို့လည်းရပါတယ်เนาะအဲ့လိုမျိုးရန်ကုန်မှာလွယ်ပါတယ်အခွင့်အလမ်းတွေရန်ကုန်မှာများပါတယ်ဒါကဒီကျွန်တော်ရှောက်ပေးထားတဲ့ဟာတွေဖြစ်ပါတယ်ဓာတ်ပုံနဲ့ကြွာကော ေးတွေတက်ပေးထားပါတယ်။ဘာအတွက်ဓာတ်ပုံနဲ့ကြွာကောက်တက်တာလဲဆိုရင်ကျွန်တော်တို့ဒီတချို့နေရာတွေမှာဒီအလုံးဝင်တာတွေဖြစ်ဖြစ်ဒီနေမကောင်းဖြစ်ရင်ဒီဆင်းရုံဆဲကန်းတော့တာပဲဖြစ်ဖြစ်ကျွန်တော်တို့အထောက်ထားစာရွက်လေးတွေလိုပါရနော်။အထောက်ထားစာရွက်မရှိရင်စကားပြောရတာတွေအဆင်မပြေဘူး။တွားရလာရတာတွေအဆင်မပြေပါဘူးနော်။အဲဒါကြောင့်ဒီတွားရလာရလွယ်ကူအောင်နေမကောင်းဖြစ်ရင်ဒီဆင်းရုံဆဲကန်းတွားရလာရတာလွယ်ကူအောင်အလုံးဝင်တာတွေလွယ်ကူအောင်ပြီးရင်ဒီရက်ကွက်ကရေးတဲ့ပိုင်းနဲ့တွေ့ရင်အဆင်ပြေအောင်ဆိုပြီးမှဒီလိုမျိုးဓာတ်ပုံနဲ့ကြွာကောက်လက်တက်ပေးရခြင်းဖြစ်ပါတယ်။ okay အခုကျင့်နေတဲ့တုံလေးချင်းနဲ့မိဒီ င်းကြီးကမွန်မတဲ့ထဲမှာယူဟန်ကမလျှောက်တဲ့ဘူးဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ဖိတ်ခေါ်ပါရယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးမှဒီယူဟန်ကမလျှောက်တဲ့ဘူးဆိုရင်ကျွန်တော်ရဲ့ website နဲ့ဘက်ကိုဗီဒီယိုရဲ့အဆုံးမှာကျွန်တော်ရှားပေးထားပါမယ်အဲ့ဒီနေရာကနေပြီးတော့ကျွန်တော်ကိုဒီဆက်သက်မြင်မြင်လို့ရပါတယ်ကျွန်တော်ကိုယူဟန်ကလျှောက်ခံလို့ရပါတယ်โอเคဒါဆိုကျွန်တော်တို့ဒီစလိုက်ကြအောင်နော် let's go โอเคကျွန်တော်တို့ဒီမိန်းသားစုဒီမောင်နှမတွေ့ပြီးတော့ပဲဖြစ်ဖြစ်ဒီတယောက်တည်းပဲဖြစ်ဖြစ်ကျွန်တော်တို့ UN ကရှောက်မယ်ဆိုရင်ကျွန်တော်တို့ဖုန်းထဲကနေရင်စွန်ဒီ Google Cloud ထဲကိုကျွန်တော်တို့ဝင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ Google Cloud ထဲဝင်လိုက်ပါမယ်ပြန်ဒီနေရာမှာကျွန်တော်တို့ဒီ UNC Asia Malaysia ဆိုပြီးတော့ကျွန်တော်ရွေးချယ်ရမှာဖြစ်ပါတယ်ရွေးချယ်လိုက်ပါမယ် UNC အဲဆို Malaysia ဆိုပြီးတော့ဒီမှာပေါ်ဆုံးမှာပေါ်နေပါပြီအဲအားလေးကိုကျွန်တော်တို့နှိုက်ပြီးတော့တရှက်ဝင်လိုက်ပါမယ် ပြီးရင်ကျွန်တော်တို့ဒီအပေါ်ကိုစစ်တွင်းလိုက်ပါတော့ဒီမှာ refugee malaysia home ဆိုတာရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့တချက်နှိုက်ပြီးတော့ဝင်လိုက်ပါဒီနေရာမှာဒီ line အနီးအတားကျပေါ်မူတည်ပြီးတော့နင်းနေကြနိုင်ပါတယ်။ပြီးရင်ကျွန်တော်ဒီနေရာမှာ contact us ဆိုတာရှိပါတယ်။ဒီအပြာကောင်းလေးတဲ့နေရာပေါ်နှိုက်ပြီးတော့တခြားဝင်လိုက်ပါ။ Okay ပြီးရင်ကျွန်တော်ဒီနေရာလေးကိုတခြားနှိုက်လိုက်ပါ။ ပြီးရင်ဒီနေရာမှာကျွန်တော်တို့ဒီ I am not register ကိုကျွန်တော်တို့ရွေးရှိရမှာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့ဒီနေရာလေးကိုတရှင်းနှက်လိုက်ပါ။ပြီးရင်ကျွန်တော်ဒီ my request for new register ဆိုတာရှိပါလေ။အားလေးကိုတရှင်းနှက်ပြီးတော့ဝင်လိုက်ပါ။ Okay ပြီးရင်ကျွန်တော်ဒီ your name ဆိုတာရှိပါတယ်အားလေးကိုတရှင်းနှက်လိုက်ပါနောက်ထပ် name ဆိုတဲ့နေရာလေးကိုတရှင်းနှက်ပြီးတော့ဝင်လိုက်ပါ โอเคကျွန်တော်ဒီနေရာမှာအပေါ်ဆုံးမှာကျွန်တော်တို့ phoning ဆိုတာရှိပါတယ်ကျွန်တော်တို့ရဲ့ဒီရှောင်းမဲသူရဲ့နာမည်အပြည့်စုံကိုယူရမှာဖြစ်ပါတယ်ဒီမှာအောက်မှာကြာရင်ဖုန်းနံပါတ်ပါဒီမှာ email ပါเนาะဒါဆိုရင်ကျွန်တော်ဒီနေရာမှာရှောင်းမဲသူရဲ့ဒီဖုန်းနံပါတ်ကိုဟို sorry ရှောင်းမဲသူရဲ့နာမည်ကိုကျွန်တော်ယူလိုက်ပါမယ်ဒီနေရာမှာကြာကျွန်တော်တို့ဒီဖုန်းနံပါတ်ယူရမှာဖြစ်ပါတယ် โอเคဒီနေရာမှာကြာရင်ကျွန်တော်တို့ဒီရှောင်းမစ်ဒီရဲ့ Gmail ကိုကျွန်တော်တို့ရေးရမှာဖြစ်ပါတယ်ဒီပြင်ဒီဟာကျွန်တော်တို့ copy လိုက်ပါမယ်။ပြင်ဒီနေရာမှာအဲ့ဒါကိုထပ်ထည့်ပါမယ်။ Okay ပြင်ဒီနေရာမှာဒီ country of origin ဆိုတာရှိပါတယ်ကျွန်တော်တို့နိုင်ငံကိုရွေးချယ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာကိုရွေးရှည်လိုက်ပါမယ်နော်နိုင်ငံမှာโอเคဒီမှာပါเนาะမြန်မာကျွန်တော်တို့မြန်မာနိုင်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီမှာလူမျိုးကိုကျွန်တော်တို့ရွေးရမှာဖြစ်ပါတယ်လူမျိုးကကျွန်တော်တို့မှာ Bahamas ဖြစ်ပါတယ်เนาะโอเคပြီးရင်ကျွန်တော်တို့ဒီနေရာမှာဒီကိုးခွေတဲ့ဘာသာကိုရွေးရမှာဖြစ်ပါတယ်ဒါမာဒီ Christian ဘာသာဖြစ်ပါတယ်โอเคပြီးရင်ဒီမှာကျွန်တော်တို့ဒီဟိုဟာယောက်ျားမိန်းမကျွန်တော်တို့ရွေးရမှာဖြစ်ပါတယ် โอเคပြီးရင်ကျွန်တော်ဒီမှာ brief တရားမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီမွေးနေ့တရားပါမယ်โอเคပြီးရင်ကျွန်တော်တို့ဒီမှာမွေးနေ့လေးထိပ်ပြီးပြီဆိုတော့ဒီမှာမလေးရှားကိုရောက်တဲ့ခုနဲ့ကျွန်တော်တို့ထိရမှာဖြစ်ပါတယ်เนาะ24 1 okay ပြီးရင်ကျွန်တော်တို့ဒီမှာမလေးရှားရောက်တဲ့ delivery ဆိုရင်ဒီအောက်နားလေးမှာကျွန်တော်တို့ဒီဟိုဟာချောင်းမဲသူရဲ့ကျွန်တော်တို့ဓာတ်ပုံကိုကျွန်တော်ထည့်ရမှာဖြစ်ပါတယ်ချောင်းမဲသူရဲ့ဓာတ်ပုံကိုကျွန်တော်တို့ထည့်လိုက်ပါမယ်ဒီညာလေးကိုတစ်ချက်နှိုင်းလိုက်ပါ okay ဒီမှာပါเนาะဒါကျွန်တော်ရဲ့ဒီ6ခိုင်းထားတဲ့ဒီဒီတက်ပုံဖြစ်ပါတယ်ဒီတက်ပုံလေးကိုတချမ်းထားလိုက်ပါဒါဆိုရင် auto ဝင်သွားပါရယ်เนาะပြီးရင်ဒီမှာ net ဆိုတာရှိပါတယ်အားလေးကိုတချမ်းထားလိုက်ပါ โอเคဒီမှာဟို as family member in malaysia ဆိုတာရှိပါတယ်ကိုမဒီ malaysia မှာနောက်ထပ်ဒီ main သားစုတွေဒီညီကိုမဓမ္မတွေရှိတယ်ဆိုရင်ထပ်ထည့်လို့ရပါတယ်โอเคကျွန်တော်ထပ်ထည့်လိုက်ပါမယ်ဒီမှာ 1ဆိုတာရှိပါတယ်1ဆိုရင်ကျွန်တော်တယောက်ပါเนาะဒီမှာဒီမှာဟိုဟာ6ယောက်အထိထိလို့ရပါတယ်မိသားစု6ယောက်အထိထိလို့ရပါတယ်တခါလေးတွေးပြီးတော့ရှောင်းမဆိုရင်ဒီမှာတယောက်ရှိလို့ကျွန်တော်တယောက်နောက်ထပ်တယောက်ထည့်ထည့်ပါမယ် PND နေရာမှာကျွန်တော် yes ကိုရွေးရမှာဖြစ်ပါတယ် PND တိုင်းပဲဒီမှာကျွန်တော်တို့ full name ကိုကျွန်တော်တို့ရရမှာဖြစ်ပါတယ်နာမည်ရပြည့်စုံကိုကျွန်တော်တို့ထည့်ရပါမယ် Okay နာမည်ပြည့်စုံကိုထည့်ပြီးပါပြီပြီးရင်ကျွန်တော်တို့ဒီမှာ country ကိုနိုင်ငံကိုရရမှာဖြစ်ပါတယ် ငယ်ကိုယူရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီမှာလူမျိုးကိုယူရပါမယ်ပြီးရင်ကျွန်တော်တို့ဒီမှာကိုယ်ွယ်တဲ့ဘာသာကိုယူရမှာဖြစ်ပါတယ် ဒီပထမတုန်းကကျွန်တော်တို့ဒီဟာထည့်တဲ့လူမျိုးပဲအဲ့လိုမျိုးထည့်ရတာပါနော်ပြီးရင်ဒီမှာယောက်ျားမိမကျွန်တော်တို့ရမှာဖြစ်ပါတယ်ဒါဒီယောက်ျားပါโอเคပြီးရင်ဒီမှာ relationship မှာသူနဲ့ဒီဘာတော်ဆက်တာလဲအဲ့ဒါကိုကျွန်တော်တို့ဒီထည့်ရပါတယ်နော်ဒါကကြာရင်ဟိုပထမဆုံး၆တက်အမနဲ့ဒီယောက်ျားတော်ဆက်ပါတယ်နော် hospital ဒီမှာ hospital ရှိပါတယ်ဒီမှာ mothers fathers အကောင်လုံးရှိပါတယ်နော်တကယ်လို့နောက် ဒီကိုလျှောက်တဲ့အခါကိုနဲ့ဒီအညီကမောင်နှမကိုမိမဒီကိုယောက်ျားအလိုမျိုးတော်ဆက်လစံဒီမှာရွေးပြီးတော့ထည့်လို့ရပါတယ်။ Okay ဒီဟာကတော့ဒီ hotspot ဖြစ်ပါတယ်။ Okay ပြီးရင်ဒီနေရာမှာကျွန်တော်ဒီမွေတက်ကဲကိုယူရမှာဖြစ်ပါတယ်။ repetitive ယူရမှာဖြစ်ပါတယ်။ Okay โอเค brave day you view ဆိုတော့ဒီမလေးရှားရောက်တဲ့ date ကိုကျွန်တော်တို့ရွေးရမှာဖြစ်ပါတယ်โอเคမလေးရှားရောက်တဲ့ date လေးရွေးပြီးဆိုရင်ကျွန်တော်တို့ဒီနားမှာဒီတက်ပုံကျွန်တော်တို့ထည့်ရမှာဖြစ်ပါတယ်၆ခိုင်းထားတဲ့သူရဲ့တက်ပုံကျွန်တော်တို့ထည့်ရမှာဖြစ်ပါတယ်โอเคတက်ပုံထည့်လိုက်ပါမယ်တပ်ပုံအတိမှာပါ โอเคပြီးရင်ကျွန်တော်ဒီ niche ဆိုတဲ့နေရာလေးရှိပါတယ်အားလေးကိုကျွန်တော်တင်ဆက်နိုင်ရဲပါဒီမှာရှောက်ခိုင်းထားတဲ့သူရဲ့ဒီအချက်လက်တွေကိုဒီမှာပြန်ဆက်ဆက်ကြည့်လို့ရပါသေးတယ်เนาะဒီမှာမှန်မှန်မှန်ကောလုံးဆက်ဆက်ကြည့်လို့ရပါတယ်တခါโอเคကျွန်တော်တို့ဒီနေရာမှာအချက်လက်တွေဆက်ဆက်ပြီးတော့ကောလုံးမှန်ပြီဆိုရင်ဒီနေရာလေးကိုအမှတ်တိုက်ပြီးတော့ဒီမှာ niche ဆိုတဲ့နေရာလေးရှိပါတယ်အားလေးကိုတစ်ချက်နိုင်လိုက်ပါ โอเคပြီးရင်ဒီနေရာမှာဒီကျွန်တော်တို့ရှောက်ထားတဲ့ဒီ UN CSR ရဲ့ PDF ဖိုင်ရဖို့အတွက်ကျွန်တော်တို့ရဲ့ Gmail ကိုထည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Gmail မှာလို့မရပါဘူးเนาะဒီနေရာမှာအရေးကြီးပါတယ် Gmail ဟိုအသေးစားလေးစစ်စစ်ပြီးမှကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ် Gmail မှန်မှသာကျွန်တော်တို့ဒီထည့်ပေးထားတဲ့ Gmail မှန်မှသာကျွန်တော်တို့စီကိုဒီ UN ရှောက်ထားတဲ့ PDF ဖိုင်ရောက်မှာပါเนาะ ကဲ copy လိုက်ပါမယ်เนาะပြီးရင်ဒီနေရာမှာပြန်ထည့်ပါမယ်ပြီးရင်ဒီနေရာလေးကိုတချင်တာလိုက်ပါโอเคဒါဆိုရင်ကျွန်တော်တို့ဒီ yuan ရှောက်တာအောင်မြင်ပြီးတော့ပါပြီเนาะကျွန်တော်တို့ရဲ့ဒီ email ထည့်မှာလဲဒီ set ကြည့်လို့ရပါတယ်ဒီမှာဝင်နေပါတယ်เนาะကျွန်တော်တို့ရဲ့ဒီ၆ထားတဲ့ဒီအချက်လက်တွေ yuan ၆ထားတဲ့အချက်လက် register pdf file ဖြစ်ပါတယ်เนาะ ဒီနေရာမှာဒီမသိနားမနေတဲ့သူတွေရှိရင်မလျှောက်တဲ့သူတွေရှိရင်ကျွန်တော်ရဲ့ website နဲ့ဘတ်3111 6963 3991တိတ်ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်เนาะကျွန်တော်ကိုလျှောက်ခိုင်းလို့ရပါတယ်โอเคဒီမှာပါเนาะကျွန်တော်စောတော့လျှောက်ထားတဲ့ဒီ PDF file ဖြစ်ပါတယ်เนาะဒီမှာ column 66ကြည့်လို့ရပါတယ် โอเคအားလုံးဆင်ပြေကြပါစေเนาะမသိနားမနေတာရှင်ကျွန်တော်ရဲ့ဝက်ဘ်ဆိုက်နံပါတ်ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်3268493995ဖြစ်ပါတယ်